မြမသွေးဘလောက်ရဲလဲဆိုတဲ့ထိုင်းဖိုင်တာကိုဂျိုးဝိုင်းထက်မှာတတ်သိပြမယ်သွေးလင်းထက်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ LM ဘောင်းစင်းကတော့ပြန်လဲပြီးတော့ဂျူးစုပါတယ်သွေးလင်းထက်ဆိုတာဆွေးသချင်းနေတဲ့ဂျေကွဲနေမဲ့လူငယ်တယောက်မဟုတ်ပဲသူ့ဘော်မေကုံထုတ်လာပြန်မတိုင်းကိုဂျိုးဝိုင်းထက်မှာတတ်သိပြနေကြတဲ့လူငယ်ဖိုင်တာတယောက်လည်းဖြစ်ပါတယ်အခုလည်းမြမသွေးဘလောက်ရဲလဲဆိုတာတီးချင်တဲ့ Rocky ဆွဲထိုင်းဖိုင်တာကိုလာမဲ့155 101မှာပြသသွားတော့မှာလည်းဖြစ်ပါတယ် ဒါသွင်းလင်းထက်ဝမ်းမှာရှင်းပိုင်းထိုးသတ်မဲ့စတုတ်ထားမြောက်ပွဲစဉ်ဖြစ်ပြီးတော့ရေးပါရှင်းပိုင်းထိုးသတ်ထားပြီးတဲ့၃ပွဲမှာ၂ပွဲတိုင်းပွဲရှုံးရလာကိုဘိုင်းဆိုင်ထားတာပါနောက်ဆုံးရှင်းပိုင်းထိုးသတ်ခဲ့တဲ့ပွဲကပြီးခဲ့တဲ့155 93ပွဲမှာထိုင်းဖာတာယိုကီတီနဲ့ရှင်းပိုင်းထိုးသတ်ထားခဲ့တာဖြစ်ပြီးတော့ပထမချီတွဲမှာပဲပြိုင်ဘက်ဖိုင်တာကိုလဲထိုးနဲ့နိုင်ထားခဲ့တာဖြစ်ပါတယ်သွင်းလင်းထက်တော့ထိုင်းဖိုင်တာနဲ့ကန်ဆက်တယ်လို့ပြောမှာဖြစ်ပြီးတော့ရင်ဆိုင်မြပြိုင်ဘက်တိုင်းဟာထိုင်းဖာတာတွေနဲ့ကြီးပဲဖြစ်နေခဲ့တာပါအဲ့လိုထိုင်းဖိုင်တာနဲ့ကန်ဆက်လို့ရှိတဲ့သွင်းလင်းထက်အခုလဲထိုင်းဖိုင်တာဖြစ်တဲ့ Rocky နဲ့လာမယ့်1 Friday Fight 11မှာရှင်ပန်ထိုးသက်သွားအောင်မှာပါ။သူတင်ထဲရင်ဆိုင်ရှင်ပန်မယ့် Dive Fighter Rocky က1မှာတပွဲတည်းသားရင်ဆိုင်ထိုးသက်ထား Fighter တယောက်လည်းပဲဖြစ်ပါတယ်။အတရာဖြစ်တော့24နှစ်ရှိဖြစ်ပြီးတော့သွေးလင်းထက်အောင်22နှစ်ပဲရှိသေးတာပါ။အကြအဖေတော့သွေးလင်းထက် Rocky ပဲ9ပြီ6လမှသည်ရှိတာဖြစ်တယ်လို့ညောင်စရဲ့ရဲမင်းကတော့အတူတူပဲလို့ဆိုရမှာပါ Rocky ကသွေးလင်းထက်နောက်ဆုံးရှင်ပိုင်ထားခဲ့တဲ့1 Friday Fight 93ပြိုင်ပွဲမှာသူ့ရဲ့1နဲ့တူပထမဆုံးပွဲတွင်ပါဝင်ရှင်ပိုင်ထားခဲ့သူလည်းဖြစ်ပါတယ်1 Friday Fight 93ပြိုင်ပွဲမှာ Rocky ကသူ့ရဲ့တနိုင်ငံတည်းသား Fighter ဖြစ်တဲ့ Charlie နဲ့ ရှင်ပိုင်ထားခဲ့တာဖြစ်ပြီးတော့ဒုတိယချီမှာလဲထိုးနေအနိုင်ပြထားခဲ့တာပါသူရဲ့ပရမသုံးပွဲစဉ်မှာရလာကောင်းနေရှာဖွေနိုင်ခဲ့သူတွေးလင်းထားလို့မျိုးဘောနပ်စုတွေကိုလည်းအတူတူစကုထားခဲ့ကြသူတွေဖြစ်ပါတယ်အဲ့လိုပြိုင်ပွဲတစ်ခုတွဲမှာဒုတိယချီမှာထိုးတတ်ထားခဲ့ကြသလိုအလဲထိုးနေပြိုင်ပွဲတွေကိုနိုင်ထားခဲ့ကြသူလင်းထားတဲ့ Rocky တို့ဟာလာမယ့်15511ပြန်ပွဲမှာတော့ထိတိုင်ဆိုင်သွားတော့မှာဖြစ်ပါတယ်။ဒွေလင်းထပ်တော့ပွဲချောင်တွေကဲလို့ဖြစ်ပေမဲ့ပြန်မတိုင်းတော့ဆော့တွတ်ထားလို့မရဘူးလို့ပဲပြောချင်ပါတယ ရာလတ်တွေစတိုက်ဆိုးွားနေမြန်မာဖိုင်တာအတွက်ဝမ်ဘက်ကပြန်ပြီးတော့ကြည့်တဲ့သဘောဆိုရင်ပြောဆိုမှုနဲ့မြင်တွေ့နေရပေမဲ့တခါတည်းမြန်မာဖိုင်တာတွေဟာအုံချခံနေဖြစ်မြင်တွေ့နေရတာမျိုးတွေလည်းရှိပါတယ်။ပြီးခဲ့တဲ့1 Friday Fight 100ပြိုင်ပွဲမှာစူပါဂျန်တယောက်သူမထိုးဘူးတဲ့ကိပောင်စင်ပြိုင်ပွဲဝမ်အောင်ရှင်ပြိုင်ခဲ့ရပြီးတော့သူဆိုင်ခဲ့တဲ့ Fighter 19ပွဲသက်ရှုံးမမရှိလာတဲ့ဘောက်ဆင်ချန်ပီယံပဲဖြစ်ပါတယ်။ဇန်ကတည်းကနိုင်ပွဲအောင်တမင်ဖန်တီးပေးထားတဲ့ပွဲစဉ်ပွဲလေးဆိုရမှာဖြစ်ပြီးတော့သူတို့ရေးထားတဲ့ဇန်ညုံတိုင်းပဲစူပါဂျန်ကလိုက်ပြီးတော့ကခဲ့ရတာပါ။ဒါမဲ့ရေချမ်းတောင်အကောင်းဆုံးလုံနိုင်ခဲ့လို့ဆိုရမှာဖြစ်ပြီးတော့သူတို့ရေးရဇန်ညွန်တိုင်းတော့ကွက်တီဖြစ်မသွားခဲ့ဘူးလို့ပဲဆိုကြပါမယ် ဆန်ကတရက်ဖန်တီးလာတဲ့ပွဲကနိုင်ဝဲရဖို့ရေတော်လေးကိုထိတ်လန့်သွားခဲ့ကြမှာဖြစ်ပြီးတော့ဒိုင်နာမကူရဲ့နိုင်နိုင်မှာတော့မဟုတ်ဘူးလို့ပဲဆိုကြပါတယ်။တခါလေးမှာထိုင်းတိုင်းတွေကိုမေးချင်တာသူတို့ဖိုင်တာတွေကိုမန်ယူသင်းလို့ပြအောင်ဖန်တီးနေခဲ့ကြလို့ပဲဆိုကြပါတယ်။ဒိုင်မကူရဲ့နိုင်နိုင်မှာမဟုတ်တော့တဲ့ချင်းလေးမျိုးရောက်သွားခဲ့ပြီးတော့အဲ့လိုဖြစ်ပျက်တွေဟာတပွဲနှစ်ပွဲနဲ့မဟုတ်တော့ပဲမြင်တွေ့နေခဲ့တာပါ။ကုလဲသွေးလင်းထက် MV တို့ပွဲစဉ်တွေဝမ်ဘက်ကပြန်ပြီးတော့ကြည့်တယ်ဆိုရစကားနည်းနည်းပါလန့်နေခဲ့ရပြီးတော့ဘရောများထိုးကျွေးမလဲဆိုတာကိုလည်းပြန်ပြီးတော့သတိကပ်မယ်။အချင်းလေးလို့ဆိုရမှာပါ။နောက်ပြီးတော့ပြန်ပြအခုမှတပွဲပဲထိုးပူးတဲ့ဆိုပေမဲ့သူ့မြေသူ့ရင်နဲ့သူ့ပြိတ္တရှိပါ။ ရှင်ပြန်သွားအောင်ဖြစ်ပြီးတော့ဒီကြားထဲဘတ်လိုက်တဲ့ထိုင်းနိုင်တဲ့တွေ့ရင်တော့ဘလို့ဖြစ်လာအောင်မလဲစောင့်ကြည့်သွားအောင်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုဒီမှာလည်း MMA Fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီပေါ်လေးဖိတ်ခေါ်ပြရအောင်စီ။ကျော်ရဲ့ page လေးကိုလည်း like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးကြဖို့တောင်းဆိုပြရစေခင်ဗျ။စုံလီချီပေးတာအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။